ရေကဲဆက်လှူဒန်းပေးခဲ့တဲ့ကျေးဇူးရှင်တွေကိုရန်ကုန်တိလာရောက်ပြီးဂါရဝပြုရှင်ကိုကတော်ခဲ့တဲ့ရေကဲချောင်းတယ်လေးကိုရှိုင်းပရိသတ်များလုံးမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ငလင်ဘေးအတွက်ကုညီလူတန်းမှုပြုလုပ်ခဲ့တဲ့အဖွဲ့တွေကသူတက်နိုင်တဲ့လောက်ကလေးနဲ့ကာလာဒါနာပြုလုပ်ခဲ့တဲ့ရေခဲကျောင်းတယ်လေးကိုရှိုင်းကတော့အခုဆိုရင်ရန်ကုန်ကိုရောက်ရှိလာခဲ့ပြီးတော့သူ့ကိုချင်းမြလူတန်းပေးခဲ့ကြတဲ့လုပ်ငန်းရှင်တတိကြီးတွေကိုလူကိုယ်တိုင်လာရောက်ကာရဝပြုနေရလို့သိရပါတယ်။မက်စလာ28ရက်နေ့မှာလုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကျောင်းမန္တလေးစကိုင်းတို့မှာကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့အသက်သေးဆုံးရမှုတွေလည်းအများကြီးရှိခဲ့ပါတယ်။ဒီအချိန်မှာနိုင်ငံရေးအကျပ်တဲနေကြောင်းဖြစ်တာကြောင့်ငလင်ဘေးတဲ့ပြည်သူတွေကဆင်းရဲဒုက္ခတွေအကျပ်တဲတွေကိုပုံမှန်တက်ဖို့ ို့ပြီးတော့ခန်းစားခဲ့ကြရပါတယ်။ပြည်သူချင်းချင်းဖေးမကူညီပြီးတော့ပဲရှေ့ဆက်ခဲ့ရပါတယ်။ရန်ကုန်မြို့အပါဝင်မြန်မာနိုင်ငံအောက်ပိုင်းနဲ့အလဲပိုင်းကစေတနာရှင်အလှူရှင်တွေကလည်းငလင်ပေးဖြစ်ပြီးချင်းမှာပဲကူညီလှူဒန်းမှုတွေကိုပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့အညာနေဘူးထဲမှာငလင်ဘေးအတွက်ကုညီလူတန်းမှုတွေပြုလုပ်ဖို့အတွက်သွားရောက်နေတဲ့ဂါဒန်ကြီးကိုတွေ့တဲ့အချိန်မှာကိုဆိုင်စော်ကသူ့ရေခဲကြောင်းရောင်းနေတဲ့ဘေးရဲဆိုင်ကလေးကိုလမ်းဘေးမှာချရက်ပြီးတော့အလူရှင်ကားတစ်စင်းချင်းစင်တိုင်းကိုသူ့ရောင်းချနေတဲ့ရေခဲကြောင်းတုပ်လေးတွေကိုပေးဝေလူတန်းခဲ့ပါတယ်။အညာတွေကဘလောက်ထိပူတယ်လဲဆိုတာမြန်မာနိုင်ငံသားတိုင်းသိကြပါတယ်။ ဒါကြောင့်ကိုဆိုင်စော်ပေးဝေးလိုက်တဲ့ရေခဲကြောင်းတော်လေးတွေကအလူရှင်တွေရဲ့ရင်ကိုတစုံတရာချမ်းမြေ့မှုတွေပေးစွမ်းနိုင်လိမ့်မယ်ဆိုတာကတော့သိကြပါရယ်။ကိုဆိုင်စော်ကဒီအလူကိုလုပ်ခဲ့တာဘယ်သူတော့မျှော်လင့်ချက်တွေနဲ့မှပြုလုပ်ခဲ့တာမဟုတ်ပါဘူး။သူရဲ့စိတ်ကလူကျင်လာလို့နဲ့ကြုံကြိုက်နေရကြောင်းဘေးရွက်ရပြီးလူတန်းလိုက်တာဖြစ်ပါရယ်။ဒါပေမဲ့စေရနာမန်နဲ့ဆိုရင်ကန်တရားကလည်းအကျိုးပေးမြန်ပါရယ်။ငလင်ဘေးအတွက်သွားရောက်လူတန်းနေကြတဲ့ကားတွေကိုရေခဲကြောင်းတော်လေးတွေပေးဝေးနေရဲ့ကိုဆိုင်စော်ရဲ့ဗီဒီယိုဖိုင်ကောင် လူမှုကွန်ရက်ပေါ်မှာအချိန်တိုအတွင်းမဲ့အလင်းပြန်ပြန့်နှံ့သွားခဲ့ပြီးတော့လူအများကလည်းကိုဆိုင်စော်ရဲ့စိတ်ဓာတ်ကိုချီးကျူးခဲ့ကြပါရယ်ဒီလိုနဲ့ပဲငွေကြေးတက်နိုင်ကြတဲ့လုပ်ငန်းရှင်တချို့ကကိုဆိုင်စော်ကိုငွေကြေးထောက်ပံ့လှူဒန်းပေးတာကိုဆိုင်စော်ရဲ့ဘေးရွေးအဆုတ်လေးအစားဆိုင်ခဲ့အစ်တတစည်းကိုလှူဒန်းပေးတာတွေကနေစလို့ရေကဲဆက်လှူဒန်းပေးတာမျိုးတွေအထီလောက်လာကြပါရယ်ကိုဆိုင်စော်ရဲ့စိတ်ကတော့ပြက်ပါတယ်သူ့ရဲ့အတမွေးဝမ်းကြောင်းလုပ်ငန်းအတွက်အထောက်ပံ့ဖြစ်စေနိုင်မဲ့ပစ္စည်းတွေကိုတော့ကိုဆိုင်စော်ကထိထိရောက်ရောက်အသုံးချသွားမှာဖြစ်ပြီးအလူငွေနဲ့တခြားသော ားတောက်စရာပစ္စည်းတွေကိုတော့ကိုဆိုင်စော်ကငလင်ပေးတဲ့ပြည်သူတွေကိုပြန်လည်ပြီးတော့လှူဒန်းမှုတွေပြုလုပ်လျက်ရှိနေရပါဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကိုဆိုင်စော်ကကျွန်တော်ရေခဲချောင်းထုတ်ရောင်းလာတာ10နှစ်ရှိပြီအမေကိုတောင်တခါပဲမြင်ဘူးလိုက်တယ်ငါးနှစ်တာတော့ကအဖေကိုဆိုရင်လုံးဝကိုမမြင်ဘူးလိုက်ဘူးငငယ်လေးကလေးကအရင်ပဲရုံးကန်ခဲ့ရပါတယ်အခုလက်ရှိလေစကိုင်းကရေခဲချောင်းဖောက်တယ်ပေးတဲ့အိမ်မှာပဲကျွန်တော်နေပါတယ်ကျွန်တော်ရေခဲချောင်းလှူတော်ငွေ15သိန်းအပြင်မလောက်လို့ချင်းငါပြီးတော့တောင်မှလှူပြခဲ့တယ်ကျွန်တော်တို့ကစံတပြေရှိရင်ရ ရပြီတခြားဘာမှမလိုအပ်ဘူးသုံးတာလည်းမရှိဘူးဆိုတော့ကျွန်တော်တယောက်တည်းအတွက်ကဒီလောက်နဲ့ပဲအဆင်ပြေပါတယ်ပတ်စံကဘယ်အချိန်မှဖြစ်ဖြစ်ပြန်ရှာလို့ရပါတယ်အခုဖြစ်နေတဲ့ငလင်ဘေးကိုမကြည့်ရဘူးကြည့်လိုက်တိုင်းမှာရင်ထဲမှာပူလောင်နေရတဲ့အတွက်ရတဲ့ပတ်စံတွေကိုအကုန်လှူသွားမှာပါလို့ကိုဆိုင်စော်ကပွင့်လင်းရိုးသားစွာနဲ့ထုတ်ပေါ်ပြောဆိုလာခဲ့ပါတယ်အခုဆိုရင်တော့ကိုဆိုင်ကသူနေထိုင်တဲ့စခန်းကနေရန်ကုန်ကိုရောက်ရှိလာခဲ့ပြီးတော့သူ့ကိုမော်တော်ဆိုင်ကယ်ချင်းမြင့်ပေးတဲ့ Lady Grace စိန်တိုင်းပိုင်ရှင် ရေခဲဆက်ကုံပြူချင်းမြင်ခဲ့တဲ့ဦးနိုင်တို့ကိုလူကိုယ်တိုင်ကာရဝါပြူလာရောက်ကြတော့တာတွေပြုလုပ်ခဲ့ပါတယ်။မင်္ဂလာတရားနဲ့ညီတဲ့လောရက်မျိုးလည်းဖြစ်ပြီးတော့ဂျေဇုရှင်ကိုဂျေဇုတည်တတ်တဲ့ကိုရှိုင်းရဲ့လောရက်ကလေးစားစရာကောင်းနေခဲ့ရလဲဖြစ်ပါတယ်။ပရိသတ်များအနေနဲ့ရေခဲကျောင်းတဲ့လေးကိုရှိုင်းရဲ့မုံမြတ်ဖြူစင်နဲ့စိတ်တဘောရလေးနဲ့ပတ်သက်လို့မိုရီတာစကားလေးတွေကိုကွန်မန့်ကနေပြောပေးခဲ့လို့ရပါတယ်ရှင်။အဆုံးထိကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုဂျေဇုတင်ပါတယ်ရှင်။